အတွက်တော့အနေငွေစာမဲ့သူတိုင်းသိထားတဲ့အချက်၅ချက်ကိုကျွန်တော်ဒီနေ့ပြောတဲ့မှာမိတ်ဆွေတို့မျှော်ပြီးတော့မှဖြစ်ပါတယ်။ဒါမိတ်ဆွေရအခုမှစပြီးတော့တွတ်တော်ငွေစာမဲ့ဆိုရင်တော့ဒီပြလေးကိုဆောင်းလိုက်ပြီးဖို့ကျွန်တော်ကြံပြလိုပါတယ်။ Okay တော့မိတ်ဆွေနေကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားပြီးတော့ဘေးကခေါင်းလောင်းလေးနဲ့တချင်အပြင်ကျွန်တော်တင်သမျှဗီဒီယိုတွေကိုမိတ်ဆွေတို့ blog ကူဝင်ရောက်ကြည့်စုပြီးတော့လေ့လာလို့ရမှာဖြစ်ပါတယ်။ Okay အဲ့တော့တွတ်တော်ငွေစာမဲ့ဆိုရင်တော့မိတ်ဆွေတို့ဘယ်လိုနည်းနဲ့ငွေစာမှာလဲပေါ့နော်။အများစုကတော့ကျွန်တော်တို့ဗီဒီယိုတွေတင်ပြီးတော့ငွေစာကြတာဖြစ်ပါတယ်။ အဲ့တော့ဘီယိုတင်းမြန်ဝေစားလို့ရတဲ့နိုင်ငံစစ်နိုင်ငံရှိတယ်ပေါ့နော်ဒီစစ်နိုင်ငံထဲမှာကြောအများဆုံးသုံးတာတော့လူအများဆုံးသိတဲ့ဂျပန် region ရဲ့ United State ပေါ့နော် US region ရဲ့ United Kingdom ဆိုရယ် UK region ပေါ့နော်ဒီသုံးကောင်ကိုအသုံးပြုကြတာများတယ်ပေါ့နော်ကျွန်တော်ကတော့အခုလက်ရှိ Japan region အကောင့်ပဲသုံးထားဖြစ်ပါတယ်အဒီသုံးကောင်မှာဘာကြီးကွာခြားမှုရှိလဲဆိုရင်အထူးခြားကြတော့အများကြီးကွာခြားမှုတော့မရှိပါဘူး တော့ဒီကောင်ဒီတုံးကောင်ကိုစာမယ်ဆိုရင်ကျော်မစ်ဆိုတော့ follower က1000ရယ် view သသိန်း view သသိန်းရယ်လိုရတယ်ပေါ့နော်ရ30တွင်မှာ view သသိန်းရယ်လိုရပါတယ် okay အဲ့တော့ဒီမစ်ဆိုတော့ view သသိန်းနဲ့ follower 1000ပြည့်မယ်ဆိုရင် monetizing ဆောက်လို့ရတယ်ပေါ့နော်အဲ့ဒါ monetizing ဆောက်တဲ့အခါမှာဆိုရင်ကျွန်တော်အများဆုံးအများဆုံးအကောင့်တွေကတော့အောင်နာများတယ်ပေါ့နော်တချို့အကောင့်တွေပေါ့နော်တချို့အကောင့်တွေကအဲဆောက်တဲ့အခါမှာဆိုရင်အဲမအောင်နာမျိုးရှိတဲ့ဗားတဲ့မှာအဲ့လိုမအောင်မှုဆိုရင်ကျွန်တော်တလားလောက်ဆောက်ရတယ်ပေါ့နော် ။ဘာကြောင့်မအောင်ကြလဲဆိုတော့တချို့တွေက low quality low quality ပေါ့နော်။အဲဒီ debug တွေကနေပြီး animation လုပ်ထားပြီးတော့ဒါမျိုးတွေတင်ထားလို့ပေါ့နော်။ကိုကတော့ debug animate လုပ်ပြီးတော့နောက်က background အတန်တွေတုံးထားလို့ဒါမျိုးတွေဆိုရင်ကျွန်တော် low quality နဲ့ညှိပြီးတော့အဲ monetization အမအောင်တာမျိုးရှိရပါတယ်။ပုံမှန်ကျွန်တော်တို့ video တွေတို့တခြား YouTube တွေနဲ့ video တွေဆိုရင် monetization အောင်တာများတယ်ပေါ့နော်။ โอเคတော့မိတ်ဆွေတို့မောင်နေစစ်စစ်အောင်သွားပြီဆိုရင်ကျွန်တော်ဗီဒီယိုလေးတင်ရမယ်ပေါ့နော်ဗီဒီယိုတင်တဲ့ခါမှာဆိုရင်မိတ်ဆွေတို့ template တွေ join လာတော့15 second 20 second ဒီလောက်ဒီတင်တဲ့ဗီဒီယိုကြီးဆိုပတ်စံမပေးပါဘူးတတော်ကနေအဲ့တော့မိတ်ဆွေတို့မှာအနည်းဆုံး10မိနစ်ဗီဒီယိုတွေတင်ပေးမှာပဲကျွန်တော် Khayda Rewa program နဲ့မှာအကျုံးဝင်ပြီးတော့ပတ်ဆက်ရမှာပေါ့နော်โอเคအဲ့တော့မိတ်ဆွေတို့ကတင်10မိနစ်နဲ့ကြော်တဲ့ဗီဒီယိုတိုင်းလည်းပတ်ဆက်မရပါဘူးအဲသူ့ရဲ့ qualifying view ပေါ့နော်သူ့ရဲ့တတ်မှတ်တဲ့စီကံချက်တွေလည်းကိုက်ညီရမယ် view တွေလည်းများရမယ် ား RPN လည်းကောင်းမယ်ဒါတိုင်းမှပဲကျွန်တော်ပြဆက်ရမှာဖြစ်ပါတယ်အဲ့တော့ဘယူသသိန်းဆိုရင်ဒေါ်လာဝင်းကျင်ဒီလောက်ပဲပြန်မြနေတယ်ဒီလောက်ပဲရတယ်ပေါ့နော်မစ္စတာက additional reward သူကပေးတဲ့ bonus တွေရမှာမစ္စတာရဲ့ဗီဒီယိုကိုကြည့်စုတဲ့အချိန်ကများမှာဒါတွေကပြဆက်ပြီးပို့ပြဆက်တွေပို့ပြီးတော့ရတာပေါ့နော် Okay တော့မစ္စရိုကဒီမနီဆောက်တော့လို့အဗီယိုလက်တင်နေပြီပေါ့နော်အဲတင်ပြီးသွားပြီဆိုတော့နောက်တစ်ခုအနေနဲ့မစ္စရိုလှုပ်ဆောင်ရမယ့် channel ခုရှိတယ်ပေါ့နော်အဲပထမတစ်ခုကတော့ကျွန်တော် ID တင်ပေးရပါမယ် ID မတင်မဲ့လည်းကျွန်တော်ပတ်စပ်ထုတ်လို့မရဘူးပေါ့နော် ID တင်ပေးရမယ် ။ ID နဲ့ကမှဆိုရင်ကျော်အရင်ကဆိုရင်ညမှာ password တွေရင်မောင်းလိုက်စင်းနဲ့တင်လို့ရတာမျိုးရှိတယ်ပေါ့နော်။ခုနောက်ပိုင်းမှာဆိုရင်တော့ကျောဒီမြန်မာမှတ်ပုံနေနဲ့တင်လို့အဆင်မပြေတော့ဘူးပေါ့နော်။ဘာလို့ဆိုရင်မစ္စတာ ASU County မှာညမှာယူလိုက်တာနဲ့ password only ပဲပြပါရတယ်။ဒါကြောင့်မို့မစ္စတာ ID card တွေ driver license တွေနဲ့တင်လို့မရတော့ဘူးပေါ့နော်။အချို့တွေတင်နေတဲ့သူတွေရှိလိမ့်မယ်။အရသွားရင်တော့ပြဿနာမရှိပဲမရဘူးဆိုရင်မစ္စတာကောင်ကလုံးဝဝေစားလို့မရတာမျိုးဖြစ်သွားတတ်တယ်။ဒါကြောင့်မို့ မိစေတို့ Facebook နဲ့ပဲကြော်တင်းမို့ကြံပြပါရယ် Facebook နဲ့တင်းခါမှာဆိုရင်တတန်းကုန်းနဲ့ Facebook နဲ့မတင်ကြပါနဲ့အတတန်း CD တဲ့ Facebook နဲ့တင်းမှာအဆင်ပြေမှာပေါ့နော် Okay အဲ့တော့နောက်တစ်ခုနေ့နဲ့ ban ချိတ်တဲ့ဘိုင်းပေါ့နော် ban ချိတ်တဲ့ဘိုင်းမှာဆိုရင်ကျွန်တော်တို့အမစ်စတိုက PayPal နဲ့ထုတ်ချင်တာလား ban account နဲ့ထုတ်ချင်တာလားပေါ့နော်အဲ့တော့မစ်စတိုကဒီ Japan region account နဲ့အသုံးငယ်မယ်ဆိုရင် PayPal နဲ့ထုတ်လို့မရဘူးပေါ့နော်အဲ US အကောင့်နဲ့ UK အကောင့်ဆိုရင်တော့ PayPal တကောင်နဲ့စီယုံနဲ့အမေဆိုထုတ်လို့ရတယ်ပေါ့နော် ဂျပန် region ဆိုရင်တော့မစ္စရိုဘန်အကောင့်ဘန်အကောင့်တစ်ခုနဲ့ချိန်မှာပဲထုတ်လို့ရမှာပေါ့နော်အမစ္စရိုမှာ Payoneer verify account ရှိတယ်ဆိုရင်လည်း Payoneer နဲ့ထုတ်လို့ရတယ်ပေါ့နော် Payoneer လည်းမရှိဘူးအဲဒီအခြားဂျပန်နိုင်ငံကဘန်နေလည်းမရှိဘူးဆိုရင်တော့မစ္စရို Thai နဲ့ Malaysia တို့ပေါ့နော်ဒီနိုင်ငံကဘန်ကောက်နဲ့ချိတ်ပြီးတော့ထုတ်လို့ရပါတယ်။ PayPal တကူရဲ့နာမည်ဆိုထုတ်လို့မရဘူးပေါ့နော်။ Okay တော့နောက်တစ်ခုနောက်တစ်ခုအနေနဲ့ Mr. Roa ဒီအဘန်နေလဲချိတ်ပြီးသွားပြီပေါ့နော်။ဘန်တော့ Mr. Ro ပြီးမှချိတ်လို့ရတယ်ပေါ့နော်။ပြီးမှချိတ်လို့ရတယ်။ ID ကတော့တင်ထားလို့တင်ထားရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ တော့မင်းစတို့ကဗီဒီယိုတွေတင်ပြီးတော့ပတ်သက်တွေရလာပြီပေါ့နော်ပတ်သက်တွေရပြီဆိုရင်ဒါတွေထုတ်ဖို့အတွက်အတိတ်တော့ကနေဘလောက်ကနေစပြီးတော့ထုတ်ပေးလဲဆိုရင်ကျွန်တော်10ဒေါ်လာစီယုံနဲ့တိတ်တော့ကနေစပြီးတော့ထုတ်ထုတ်ပေးတယ်ပေါ့နော်အဲ့တော့အခုဒွန်ဝင်ဘာလမှာရတဲ့ပတ်သက်တွေကိုနောက်လဒီဇင်ဘာလ15ရက်နေ့မှာထုတ်လို့ရတယ်ပေါ့နော်မင်းစတို့မှာအနည်းဆုံး10ဒေါ်လာရှိမဲ့ဆိုရင်ထုတ်လို့ရပါတယ်မင်းစတို့မထုတ်ချင်သေးဘူးဆိုရင်လည်းကျော်သွဲဆိုးကိုတင်ထားပြီးတော့အဲဒေါ်လာဒေါ်လာတရာအနည်းဆုံးစီမှာပဲထုတ်လို့ရတယ်ပေါ့နော်မစ္စတာအစင်းပြီးတော့ထုတ်လို့ရပါတယ်အနည်းဆုံး10ဒေါ်လာစီုံနဲ့ထုတ်လို့ရတယ်ပေါ့နော် โอเคအဲ့တော့ဒီနေ့ပြောလေးရဒီလောက်ပါပဲအဲ့တော့ message ကိုတိကျအစီရင်လဲကမမဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်โอเคအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ